တရုတ်သမ္မတရှီကျင်းဖြင့်လည်းအကြံဖတ်ဆက်ကောင်ဆောင်တို့မော်စကိုမှာတွေ့ဆုံဆွေးနွေးရတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံရဲ့ရင်းမြင်းနေရှီတက်ပွဲအခမ်းအနားကိုရောက်ရှိနေတဲ့တရုတ်သမ္မတရှီကျင်းဖြင့်လည်းအကြံဖတ်ဆက်ကောင်ဆောင်မင်းအွန်လိုင်းတို့မနေ့ကမေလ9ရက်မှာရုရှားနိုင်ငံမော်စကိုမှာတည်တံတွေ့ဆုံခဲ့ကြပါတယ်။ဒီတွေ့ဆုံမှုဟာမြန်မာမှာစစ်တပ်ကအနာသိမ်းပြီးနောက်တရုတ်သမ္မတနဲ့အကြံဖတ်ဆက်ကောင်ဆောင်တို့ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတရုတ်သမ္မတနဲ့စစ်ကောင်ဆောင်မဲအောင်လိုင်တို့ဟာတွဲဆောင်ဆွေးနွေးကြရဲလို့ထုတ်ပြန်ထားပါတယ်။မလီယန်နိုင်ငံပျက်စီးဆုံးရှုံးမှုတည်ဆုံးတံရထိခိုက်မှုတွေအတွက်တရုတ်နိုင်ငံကအကူအညီနဲ့အများအပြားကိုအလျင်အမြန်ပေးပို့ခဲ့ပြီးမြန်မာနိုင်ငံပြန်လည်ထူထောင်ရေးမှာလည်းတရုတ်နိုင်ငံကဆက်လက်ပံ့ပိုးပေးသွားမယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကဆိုပါတယ်။ဒါပြင်တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့တင်ကျင်းအေဂျင်ရင်းနဲ့ အရှုတ်ချအနာပိုင်ဆိုးရဲအတွက် ထောက်ခံတယ်လို့လည်းဆိုပါတယ်စစ်ကောင်စီဘက်ကထုတ်ပြန်ချက်မှာတော့တရုတ်သမ္မတရှီကျင်းဖင်ကစစ်ကောင်စီလုံမဲ့ရွက်ကောက်ပွဲကိုထောက်ခံအားပေးရလို့ပြောတဲ့အကြောင်းဖော်ပြထားတာကိုတွေ့ရပါတယ်သမ္မတရှီကျင်းဖင်နဲ့ဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်တို့ဟာ2011ခုနှစ်ကနေ2020ခုနှစ်အတွင်း6ကြိမ်အထိတွဲဆောင်ခဲ့ရကြောင်းအခုတစ်ကြိမ်တွဲဆောင်မှုမှာဆိုရင်9ကြိမ်မြောက်တွဲဆောင်မှုလည်းဖြစ်ပါတယ်